Sky Daily ကြည့်ရှုသူဓမ္မမိတ်ဆွေသူတော်စင်အပေါင်းတို့ရှင်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းအကြောင်းအရာကတော့19ချိန်မြောက်မဟာတကြံတရားစခန်းပွဲအောင်ပွဲခမ်းနားကျင်းပခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပဲခူးတိုင်းဒေသကြီးဒိုင်ဦးမျိုးနဲ့အုံရှိကုန်းကြီးရွာအုပ်စုအမြန်လန်82မိုင်5ဖာလုံးရှိတောင်ကလေးတော်ရသာသနာရိပ်သားကြီးတွင်19ချိန်မြောက်မဟာတကြံတရားစခန်းကိုတော့ ဧပြီလ23ရက်နေ့မှဧပြီလ18ရက်နေ့အထိ9ရက်ကြာတရားစခန်းဖွင့်လှစ်ပေးခဲ့တယ်လို့သိရပါတယ်။အဆိုပါတရားစခန်းမှာတော့ရွှေကျင်မြို့မဇလီမဟာစီကျောင်းတိုက်ကြီးရဲ့ဦးစီးပဌာနနာယကဆရာတော်တောင်လေးတော်ရကျောင်းဆရာတော်တို့ရဲ့ဩဝါဒကိုခံယူ၍ရှမ်းကုန်းတိုင်းဒေသကြီးရွှေလုံငန်းရှင်များအသင်းဥက္ကဋ္ဌအလှတရက်ကဦးမျိုးမြင့်နဲ့အလှတရက်ကမှဒေါ်လာတိုးစပူရနာကုမ္ပဏီလီမိတက်မိသားစုတို့မှာ 9ရက်ကြာတရားစခန်းကိုဦးစည်းဦးဆောင်ကကုတုပြုဖွင့်လှစ်ပေးခဲ့တာပြင်ဖြစ်ပါတယ်။မြမလူမျိုးတို့ရဲ့နေထူးနေမြတ်ဖြစ်တဲ့အတ္တတကြံနှစ်တကူယုံပေးရရှိကာလတွင်ယောဂီဝိတ္တသီလရှင်ဝိတ္တတရားကျင့်ကြံအားထုတ်သူများများပြားလျက်ရှိရလို့သိရပါတယ်။အဆိုပါတရားစခန်းကိုတော့ဧပြီလ23ရက်နေ့မှဧပြီလ18ရက်နေ့အထိဖွင့်လှစ်ပေးခဲ့ပြီးသည်။ ဧပြီလ18ရက်နေ့မှာတော့တရားစခန်းအောင်ပွဲပိတ်ပွဲအခမ်းအနားကိုကျင်းပပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါအခမ်းအနားကိုတော့ကြောက်ရောက်တော်မူလာကြကုန်သောဆရာတော်တန်ဃာတော်အရှင်သူမြတ်များနှင့်ဧပြီသက်အပေါင်းတို့ကနမောတတသုံးကျင်ရွတ်ဆိုကဖရာကတော့ဖွင့်လှစ်ပေးခဲ့ပြီ။တောင်လေးတော်ရကျောင်းတိုင်းရဲ့တိုက်အုပ်ဆရာတော်အရှင်သူစိတ်တာမှာကိုးပါးသီလချင်းမြင့်ပေးတော်မူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ဆရာတော်တန်ဃာတော်အရှင်သူမြတ်များအားလူပဲဝိထုပစ္စည်းများဆက်ကပ်လူတန်းခဲ့ပြီးဦးစီးပဌာနာနာယကဆရာတော်ဖရားမှာအနုမောနာတရားချင်းမြင်ကလူရမ်းမှုအစူစူတို့အတွက်ရေဆက်သွင်းချအများပေးဝေပြီးအခမ်းအနားကိုဗုဒ္ဓသာသနာစီရင်တိတ်ထုသုံးချိန်ရွတ်ဆို၍အောင်မြင်စွာရုပ်သိမ်းခဲ့ပါတယ်။